မင်္ဂလာပါသူတို့ကြီးပဲကြော်ညာနေတာကိုဗေဒါကလည်းရွေးကောက်ပွဲအတွက်ကြော်ညာပေးရမှာပေါ့ဗျာစစ်ကောင်စီရဲ့အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြနောက်တစ်ခုထက်ကြော်ညာအောင်မှာအားမရသေးဘူးတင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးပါနဲ့ အားလုံးပဲမင်္ဂလာပါပဲဗျာကိုဗေးဒါရေပြောရအောင်မယ်ပြန်လဲစတင်ပါဗျာပြန်လဲစတင်ပါဒီဒီမဲ့ရဲ့ခေါင်းစဉ်၄ကတော့ကြောညာများနဲ့မအားလာကြောညာများနဲ့မအားလာဘုဆိုလို့ရှိရင်ပူတူတူလေးမအားလာပေါ့လေကြောညာတွေတအားပြီးလက်ခံပြီးရိုက်နေပါပြီဗျာအဲဘာကြောညာလေးတဲ့ဆိုတဲ့အခါကျတော့ ထုံးစံတိုင်းပေါ်ဗျာနေပယ်စုံအလှအသီးသီးကဖျော်ဖြေရေးသမားတွေကိုအကုန်ခေါ်ဝါဒဖြန့်မဲစွေတဲ့ဟာမဲပေးဖို့အဲတချင်းနေဇလန်တူတွေရုပ်ရှင်တွေအစုံမဲအစုံမဲကြော်ညာတွေအကုန်လုံးကိုဇက်တိုက်ဆိုလိုဝါဒဖြန့်ပြီးရိုက်ကူးနေပါပြီဗျာရိုက်ကူးနေပါပြီမလုပ်လို့ကလည်းမရတော့ဘူးလေဘသူမှလည်းစိတ်မဝင်စားဘသူမှလည်းဂယုမစိုက်ထားတဲ့ခါကြတော့ ဒါကိုအတင်းဖီအားပေးပြီးတော့အတင်းကိုဇွတ်လုံနေတာဗျာအပြီးခဲ့တဲ့တစ်ခေါက်တုန်းကဇလန်းတိုလေးတစ်ပုတ်ရိုက်ထားတောင်မှဝိုင်းပြီးတော့ပြည်သူတွေကမြေတားပို့လိုက်တဲ့ခါကျတော့ကြောက်လန့်ပြီးတော့အကုန်လုံးဝလုံးရှင်နဲ့တိမ်ကြုံရန်အကုန်လုံးကိုခေါ်အခုဆိုရင်နေပယ်စုံကဟာဒီတော်တော်များများပါလာပြီဗျာဒါတောင်ကြံသေးတယ်နော်လူရွှင်တော်အဖွဲတွေဒိန်ဒိန်တို့အုံအုံတို့ငိမ့်ငိမ့်တို့အဖွဲတွေကြံသေးတယ်ဗျာသူတို့ကလည်းငကိုလေးကမာပီးသားတွေဆိုတဲ့ခါကျတော့ ပြောမနေနဲ့အာပါတရားကိုသူတို့ကတော့ပါဝင်มาဖြစ်ပါလေဗျာကြော်ညာများထဲ့သွင်းလိုလျင်လဲဖုန်းနံပါတ်ကိုမာလာရှိတာတောင်းပြီးထဲ့ပြီးတော့ဗျာအခုဆိုရင်ကြော်ညာတွေတဲ့လက်ခံရိုက်ကူးပေးနေပါပြီဗျာအဲသူတို့ရဲ့သတင်းတွေဇလန်းတူတွေရုပ်ရှင်တွေတချင်းတွေထဲမှာကြော်ညာတွေတဲ့လက်ခံပေးနေပါပြီဗျာအဲကြံသေးတယ်ဗျာဘာလဲဆိုတဲ့အခါကျတော့အခုဆိုလို့ရှိရင်သူကကြိုတင်မဲအတွက်ပါထပ်ပြီးတော့ အဲစိုးရင်ပူပန်မှုတွေဖြစ်လာတဲ့ခါကျတော့ FPR ထက်လာပြန်ပြီဗျာ FPR ကျန်တဲ့ FPR တွေအပြင်ကို FPR ကထက်တိုးလာပြန်ပြီခုဘလူတွေကိုပြစ်မှတ်လာထားပြန်မလဲဆိုတဲ့ခါကျတော့တက္ကသိုလ်ကျောင်းသားတွေကောလိပ်ကျောင်းသားတွေဒီဂရီကောလိပ်ကျောင်းသားတွေကိုပြစ်မှတ်ပြန်လာထားတယ်ဗျာကျောင်းတွေကမတက်ရသေးဘူးတက်လာမယ့်အချိန်မှာဆက်ရှင်တွေပြည့်တယ်မဲပေးပိုင်ခွင့်ရှိတယ်ဆိုရင်မဲပေးဖို့အဲမဲတောင်မှ ကြိုတင်မဲပေးဖို့ရက်ွက်ကကော်မရှင်ရုံးနေမှာ ပေးလို့ရပြီဆိုတဲ့ဟာကိုအတင်းဖီအားပေးပြီးတော့ချင်းချောက်လာပြီဗျာကြံသေးတယ်မဲမပေးလို့ရှင်ကြောင်းထားမလားကြောင်းအလက်ခံမလားဆိုတာဒီတောင်နောက်ဆက်တွဲပေါ်လာသေးတယ်ဗျာဒီဂျိုတင်မဲမှာလဲဖီအားတွေကများရှာတာဟုတ်ဗျာအချက်တွေကလည်းဗျံဗျံကွဲခဲ့တယ်ပြီးတွင်းမှာမကတဲ့အတွက်ပြီးပဟုတ်ပါသွားပြီးတော့ဂျိုတင်မဲကိစ္စလောက်ကြတဲ့အခါဘသူမှလည်းစိတ်မဝင်စားဘူး ပုံစံ15လဲစိတ်ဝင်စားဦးတန်ယုံနေကပြောတာလဲစိတ်ဝင်စားတဲ့ခါကျတော့ရှယ်ကွဲပြီးပြန်လာပြည်တွင်းမှာကြလဲဂျိုတင်မဲပေးဖို့ဆိုပြီးအတင်းစီယုံပေးလို့ရတဲ့ဌာနတွေနောက်ဆုံးရှေ့တန်းသွားတဲ့စစ်သားတွေပေါ့ဗျာဒါတွေကအစဂျိုတင်မဲပေးဖို့ဆိုပြီးအတင်းကာရောဇွတ်တွေဘလို့ပဲလှုပ်လှုပ်ပြည်သူကစိတ်ဝင်စားဘသူမှစိတ်ဝင်စားတဲ့ခါကျတော့ဂျိုတင်မဲပြည်တနာကရက်တာကုံသွားတယ်ထတ်တိုးလဲဘလူးမထိတ်ဝင်စားဘူးဗျာ အဲ့တော့နောက်ထပ်ထပ်ပြီးတော့ကြောင်းသားဒီကူဖီအားပေးလာပါပြီဗျာပူဒူတူလေးကညံပူးသလောက်နော်လူပူးသလောက်ညံပူးသလောက်ကောင်းတဲ့ချက်တွေရှိတယ်ဗျာအဲအခုဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာရှိတဲ့ဝင်းပြုတ်ကြီးတွေချီရုပ်ကြီးတွေကိုအကုန်ထုတ်အဲရန်ခန့်ရေးမှာနေရာတွေပေးနေရာပေးတဲ့ဆိုတာကနေရာချပေးတဲ့မဟုတ်နော်ဝင်းပြိုင်မှုနေရာအရင်ပေးသေးတာနေရာစီစဉ်ထားတာ ြိုတင်ပြီးအကွက်တွေအကွက်တွေအဲ့လိုစီစဉ်စားတဲ့အချိန်မှာစကားတန်တွေကထွက်လာရောဗျာအခုဆိုလို့ရှိရင်ဒုံစံတိုင်းမောအဲတက်ခိုင်းတိုင်းမှာဝင်ပြန်မယ်ဆိုတော့ငကိုတွေကတယောက်တည်းပြန်ပြီးတပါတီတည်းပြန်ပြီးတပါတီတည်းနိုင်နေကြတဲ့အခါကျတော့ဘယ်နေရာရမလဲဘယ်ဝင်ကြီးဖြစ်မလဲဘာလုပ်မလဲဆိုအချင်းချင်းနေရာတွေမေ့လာကြတဲ့အခါကျတော့ဘသူမှလည်းမသိဘူးဘသူမှလည်းမပြောဘူးဗျာဘယ်ရမလဲပူတူတူလေးညံပူးသလောက်လူပူးသလောက်အကွက်ကစေပြီးသား ဘသူ့ကိုဘယ်နေရာချမယ်ဘသူ့ကိုဘယ်နေရာပေးမယ်ဆိုတော့ငကိုတဲကရှိပြီးသားပါတော့ပြီးတော့ပူတူတူလေးကိုများစူးစမ်းလေ့လာချင်တာလို့လို့အထွန်းတက်ချင်တာလို့တော့မလုံနဲ့ထားရနေစီရတော့ပေးတဲ့နေရာယူထားခိုင်းတာလို့အချိန်တန်ရင်မင်းတို့ကိုယာဓူအာနာပါဝါပေးမယ်ပေးမယ်ဒါပေမဲ့ခဏစောင့်ပါအေး အသက်ပြည့်လို့ဘင်းစင်မယူပြည့်ရဲ့နောက်မှာသူ့မှာလည်းညံကလည်းရှိသေးတယ်။ဘာညံလဲဆိုတဲ့အခါကျတော့မကောင်းတဲ့ညံပေါ့ဗျာ။စာလည်းထွက်လာသေးရဲ့နော်။သူတို့ဘက်ကနေပြီးတော့ဘာလဲဆိုတဲ့အခါကျတော့ကာကြုတ်ကြီးနေရာမှာဟမ်မင်းအောင်လိုင်းနေရာမှာ သူ့လောက်အရေးချင်းမပြည့်မီတဲ့အရာရှိကြီးများဒါမှမဟုတ်အရာရှိကြီးများမရှိတဲ့အတွက်ကြောင့်နဲ့ဆက်လက်ပြီး ကာယုတ်ကြီးနေရာကိုမအားလာပဲဆက်ပြီးတာဝန်ယူပါလိမ့်မယ်တဲ့အဲ့စာဒါလေးကအမတန်အဓိပ္ပာယ်ပါတာနော်ဘာလဲဆိုတဲ့အခါကျတော့နောက်ဆက်တွဲပြောပြရရင် သူ့လိုအာနာယူတဲ့လူဘယ်သူမှမရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့အဘဟုတ်ကဲ့အဘဆိုပြီးတော့ခိုင်းတဲ့အတိုင်းလုံနေတဲ့လူတွေများနေလို့သူဆက်လက်ပြီးအာနာယူပါတယ်ဗျာကဘာကျော်ဟာသားတွေကိုအမြဲတမ်းပြောပြောနေတဲ့ဘုဒ္ဓတူလေးလူပဲ နောက်ထပ်ပေါ်လာပြန်ပြီဗျာအဲ့ဒါတော့အမြဲတမ်းသတင်းမှန်မှန်သတင်းလိန်တွေကိုအမြဲတမ်းပြောပြောနေတယ်သူ့ရဲ့တပည့်ကျော်သတင်းလိန်ကြီးအကြကြပါပဲဗျာဇုံမဲလုံကြီးပါပဲဒီဒီခါကျတော့ तू ကသတင်းမလိန်တော့ဘူးဟာတတွေဆက်ပြောပါတယ်ဗျာဘာတွေပြောတဲ့ခါကျတော့မြန်မာနိုင်ငံသားတွေပဲလုတ်တဲ့ဒီရွေးကောက်ပွဲမှာမြန်မာနိုင်ငံသားတွေမဲပေးရင်ရပြီတဲ့ဟာစုံနေတာမှမဲ့ဗျာ ဂါဂနာနာမဟုတ်ဖဲနဲ့ကိုအကြောင်းအရာမေမေရရမရှိဘဲနဲ့ကိုဟာတတွေပြောသွားတယ်ဇော်မဲလုံးကတော့အာပါတရားပါပဲဗျာအခုဆိုရင်သူ့မှာလိန်စရာလဲဆက်လိန်စရာလဲမရှိတဲ့အခါကျတော့တေးကြပါတယ်ရှေ့လျှောက်ပြီး तू လဲအဲ့လိုပဲ तू အဘလိုပဲဟာတတွေပဲဆက်ပြောပါလိမ့်မယ်ဗျာသူ့ရဲ့ဟာတတွေကိုနားထောင်ပြီးတဲ့နောက်မှာပုံစံပြောင်းသွားပြီဗျာအခုဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သွားကြတယ်လာကြတယ်အမတ်ဒီနေရာတွေရောအဲတခြားနေရာတွေရောမှာအင်းတော့ကတော့ရဲပေါ့ဗျာလုံုံရေးဆိုပြီးရဲတွေကိုဦးစားပေးခဲ့တာအခုမဟုတ်တော့ဘူးဗျာခစ်ကိုကပြောင်းသွားပြီဘသူသေးလဲဆိုတဲ့ခါကျတော့မီးတက်တက်ဖွဲ့တွေဖြစ်လာပါပြီဗျာသူတို့ကိုတင်တန်းနေပေးပြီးအခုဆိုလို့ရှိရင်ရဲတွေနေရာမှာအစားထိုးပါလိမ့်မယ်သူတို့ကတော့တနက်အစား ရေပွတ်ကြီးတွေကင်ပါလိမ့်မယ်တဲ့ဗျာအဲအခုဆိုလို့ရှိရင်ရွေးကောက်ပွဲအတွက်မဲဆွယ်နည်းတွေမျိုးမျိုးလောက်ကြတဲ့ခါမှာမဲဆွယ်ပြီးနောက်တစ်မျိုးပေါ်လာပြီဘလူလဲဆိုတဲ့ခါကျတော့ထုံးစံအတိုင်းဟိုရက်ကမိုးများတဲ့အချိန်မှာရွှွန့်ပွက်သေးကိုအတင်းစင်းရတဲ့ကြန့်ခံရေးအစိမ်းအောင်ကြန့်ခံရေးအဖွဲကအခုနောက်တစ်မျိုးပြောင်းသွားပါပြီဗျာကျွန်တော်တို့တွေလေသေးတွေရာသေးတွေမှာကျွန်တော်တို့တွေထွန်ရဲကြတဲ့ခါပေါ့ဗျာလေထွန်ကြတယ်ရာထွန်ကြတဲ့ချိန်မှာ ကျွန်တော်တို့ကြွဲနွားတွေကိုအသုံးပြုကြတယ်ဗျာတဘိုးကြီးနဲ့ထမ်းပြီးတော့ကြွဲတွေနွားတွေတဘိုးတွေတက်ပြီးတော့အသုံးပြုကြတယ်အခုနောက်ပိုင်းကြတော့ဗျာဆက်မှုထွန်ကားကြတဲ့ခါကျတော့လက်ထွန်ဇက်တွေနဲ့ညာထွန်ဇက်တွေပေါ့ဗျာဒီဟာတွေနဲ့ကျွန်တော်တို့တွေအသုံးပြုကြတယ်အဲအခုကြံခံရေးကအစ်စ်ထွန်လိုက်ပြန်ပြီဗျာမဲဆွဲတာလဲမဲဆွဲတာပေါ့နောက်တစ်မျိုးလူနဲ့ထမ်းပြီးတော့ ရာထွန်နဲ့လေထွန်နဲ့စနစ်ကိုသုံးလိုက်ပါပြီဗျာအခုဆိုလို့ရှိရင်ထွန်ရက်တဲ့တဘိုးထန်းထားတဲ့လူတွေအကုန်လုံးကကြမ်းခံရေးဝစ်စုံတွေဝစ်ပြီးတော့အာရပါရကိုလေတွေထွန်ပြနေပါပြီဗျာခင်မီဖွင့်မျိုးတုတ်တက်တဲ့လေထွန်နီးလူနဲ့အတူလေထွန်နီးတစ်မျိုးပါပဲဗျာအဲ့ဒါမဲဆွေနီးတစ်မျိုးတော့နောက်ထပ်ရှိသေးတယ်အဲအဲ့ဒါကြတော့ကြမ်းခံရေးကမပေးဘူးနေစားလည်းမပေးသမင်းတော့လည်းမပေး ဲ့လိုမပေးတဲ့အချိန်မှာအပြိုင်ပေါ်လာတဲ့ပြီးသုံးလုံးပြီးပြီးပြားအပြာရောင်အကျွေးမဆက်တဲ့ပါတီနဲ့ပြောင်ကြီးအဝါရောင်တော့ကအာပါတရားကိုအပြိုင်မဲဆွဲတယ်သူတို့ကြတော့ပေးတယ်ဗျာဘာတွေပေးလဲဆိုတဲ့ခါကျတော့အုတ်ထုတ်တွေပေးတယ် mess တွေပေးတယ်စံနဲ့စီနဲ့တောင် အပြိုင်ပေးနေသေးတယ်ဆိုလားပဲဗျာတော်လန်ရေးမှာပါဝင်လာတဲ့ပြည်သူနဲ့သူအမြဲတမ်းရည်တည်နေတဲ့တော်လန်အမှုပညာရှင်ကိုလင်းလင်းနဲ့ချစ်သူဝေတို့ရဲ့စကားလိုပေါ့ဗျာ no right no voice no voice no life ပိုပေတိုင်းရဲ့ပြောရအောင်မယ်စီဒီတစ်ပတ်တော့ဒီလောက်ပါပဲနောက်တစ်ပတ်မှာကျွန်တော်တို့ပြန်ဆုံကြပါသေးတယ်ဗေဒါကတော့အသေးချပြောပြီးတော့